တော်ဘုရားလက်ထက်ကအခါတပါးမှာရှင်မာမောက္ကလံကိုရောမြတ်ကြီးနဲ့ရှင်လက္ခဏကိုရောမြတ်ကြီးကေစကုတ်တောင်ပေါ်မှာနော်ဂူရီထဲမှာသူတို့သတင်းသုံးကြတာ哦အဲ့ဒါမနက်ခင်းဆွမ်းခံချင်းကြတော့ဆွမ်းခံကြွလာကြတောင်ပေါ်ကနေဆင်းလာဆင်းလာတော့အဲ့ဒါရှင်မာမောက္ကလံတဏှာမှာကြည့်ပြီးတော့တဏှာကိုကြည့်ပြီးတော့ပြုံးတယ်ဟုတ်လားအဲ့ဒါရှင်လက္ခဏာယဟန္တာရှင်မာမောက္ကလံကြည့်တဲ့နေရာကိုသူလိုက်ကြည့်တယ်ဘာမှမမြင်ဘူးအဲ့ဒါနဲ့ရှင်ဘုရားဘာလို့ပြုံးလို့ဆိုတော့ဒီမင်းကောမြတ်စွာဘုရားရှေ့ရောက်မှာမေးပါဆိုတော့ အဲ့ဒါနဲ့သူတို့ဆုံခံကြဆုံဖုံးပေးညနေခင်းရောက်တဲ့အခါကျမြတ်စွာဘုရားရှိခိုးရောက်တော့ရှင်လက္ခဏာမနေ့တုန်းကဘုရားရှိခိုးရောက်မှမေးပါဆိုတော့အဲ့ဒီမေးခွန်းကိုဘုရားရှိခိုးမှမေးတယ်။ဟောက်လို့ရှင်ဘုရားမနေ့ကပြုံလို့ဆိုတော့အဲ့လိုရှင်မမောက္ကလံပြောတယ်တဲ့ငါရှင်တဲ့ပြိတ္တာတကောင်ကိုငါတွေ့ရတယ်။အဲ့ဒီပြိတ္တာရဲ့ခေါင်းကိုနော်အလွန်များပြားတဲ့တန်တူတွေနဲ့အမြဲတမ်းထုနေတယ်။အဲ့ဒီပြိတ္တာအလွန်နာကျင်စွာအော်ဟစ်နေတယ်။အဲ့ဒီအတန်ကိုလည်းငါကြားရတယ်။အဲ့ဒီပုံကိုလည်းငါမြင်ရတယ်။ ဲ့ဒါမြင်တဲ့အခါကျတော့အော်လောကမှာစမ်းကြယ်လိုက်တာဒီလိုတရားရယ်လို့လဲရှိနေသေးတယ်။ဘာဖြစ်လို့ပြုံးတာလဲဆိုတော့ငါမှာတော့အဲ့ဒီလိုမျိုးဒုက္ခဖြစ်เสียအကြောင်းတရားတွေဘာမှမရှိတော့ဘူး။ငါလွတ်သွားပြီ။ဒီဒုက္ခတွေကငါလွတ်သွားပြီ။တကယ်တမ်းကပုထုဇဉ်တွေမှာအဲ့ဒီဒုက္ခမလွတ်သေးဘူးနော်။ကိုယ့်ရဲ့တန်တရားအနာဂတ်ကဘာမှမှတ်မရသေးတဲ့အခါကျတော့လွတ်ပြီလို့ပြောလို့မရသေးဘူး။အဲ့တော့သူတို့လွတ်သွားပြီဆိုတော့ဘာဖြစ်သွားတော့ဝမ်းမြောက်လို့ပြုံးတာ။ ဟိုလူဒုက္ခရောက်နေလို့ဟိုပြိတ္တာဒုက္ခရောက်နေလို့ဘာမြောက်တာမဟုတ်ဘူးเนาะအဲ့ဒီအခြေအနေဆိုတာသူ့ရဲ့လွံ့မြောက်မှုကိုကြည့်ပြီးတော့သူဝမ်းသာအဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားဟုတ်တယ်တဲ့အဲ့ဒီတတဝါကိုအဲ့ဒီပြိတ္တာကိုငါသဗ္ဗညုတဉာဏ်ရပြီးတော့ဘုရားဖြစ်တပြီးတော့နောက်မှာမြင်တယ်တဲ့အော်ဟစ်နေတဲ့အတန်ကိုလည်းငါကြားတယ်လောကကြီးကိုမြတ်စွာဘုရားအကုန်မြင်လိုက်တာပေါ့เนาะဒါပေမဲ့ငါအဲ့ဒီမှာအဲ့ဒီပြိတ္တာရှိတယ်လို့ငါဘယ်သူမှမပြောဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မယုံတဲ့လူတွေအကုသို့ဖြစ်မှာရှိလို့ ဟုတ်လားအပြစ်ဖြစ်မှာဆိုလို့အခုရှင်မောက္ကလံမြင်ပြီဆိုတော့ငါဘက်ကတက်တည်ရှိတဲ့တွေ့ကြောင်အဲ့ဒါကိုမြတ်စွာဘုရားပြောလိုက်တာအဲ့တော့ယဟန်နေရရှောက်တာ ပေါ့အဲ့ဒီပြိတ္တာဘာဖြစ်လို့အဲ့လောက်ကြီးကြီးမားတဲ့ဒုက္ခကိုခံနေရတာတုံးဆိုတော့အဲ့မှာမြတ်စွာဘုရားအဲ့ဒီပြိတ္တာရဲ့အကြောင်းကိုဟောတာပေါ့နော်အဲ့ဒီပြိတ္တာကနော်ဘဝတစ်ခုတုန်းကသူကလူလင်တယောက်လူလင်တယောက်ကသူကဟိုအတက်ပညာတစ်ခုကြောင့်နော်ကြီးပွားသွားတဲ့ နော်လူတယောက်ကိုမြင်ပြီးတော့ तू အားကြပြီးတော့အဲ့ဒီလူတွေကနေပေါ့အဲ့ဒီအတတ်ပညာကို तू သင်တာ तू အားကြတဲ့လူကဘယ်လိုပြောမလဲအစွန်းအာအတယောက်ပဲစကားတောင်ကောင်းကောင်းပြောတတ်တာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအစွန်းအာက तू ကပညာရက်တစ်ခုကို तू ကအလုံးကိုဘယ်လိုပြောမလဲထိထိရောက်ရောက်တက်တယ်ပေါ့နော်တစ်ဖက်ကန်းခတ်တက်တယ်ပေါ့ဘာအတက်တုံဆိုတော့ကြောက်စရစ်ခဲနဲ့ဒီပြစ်တဲ့အတက်ကိုဖြောင်းနေအောင်ပြစ်နိုင်တယ်ဘယ်ပြစ်မှတ်ကိုပဲဖြစ်ဖြစ်ပေါ့ဒါဒီလူကမတန်မစွမ်းဟုတ်လား လူကအဆွန်အာအဲ့ဒါနဲ့သူကကလေးတွေကိုလည်းချစ်တော့ကလေးတွေကလည်းသူ့ကိုခေါ်ပြောအဲ့ညောင်မင်းရွာထိတ်မှညောင်မင်းရှိတယ်အဲ့ဒီညောင်မင်းကလည်းအရွက်တွေလည်းစိတ်နေတယ်ပေါ့အဲ့ဒီညောင်မင်းကိုဆင်းရုပ်ကလေးပေါ်အောင်ပြစ်ပေးပါကလေးတွေကတောင်းအဲ့ဒါပြစ်တယ်အဲ့ဒါဆင်းရုပ်ကလေးဟောင်းလောင်းပေါက်သွားတော့အလင်းရောင်နဲ့ဆင်းရုပ်ကလေးတွေပေါ့မြင်းရုပ်ကလေးတွေပြစ်အဲ့ဒါနဲ့တနေ့ကျတော့အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ရှင်မင်းကအဲ့ဒီညောင်မင်းရောက်တော့ဟာအပင်မုံမော့ကြည့်တဲ့အခါကျတော့ဆင်းရုပ်ကလေးတွေနွားရုပ်ကလေးတွေအော်ကြည်သာထုဆန်းလိုက်တာဒါဘယ်သူလုပ်ထားတာလဲပေါ့ ာငစွန့်တယောက်ရှိတယ်။ကျန်တဲ့နေရာမှာမတော်တာတော့တော်။ဒီပညာအရန်တော်တယ်ပေါ့။သူလှုပ်ထားတာ။ဟုတ်လား။အဲ့ဒါနဲ့ဘင်းကြီးကအကြံရတယ်။ဘာကြံရတော့ဆိုတော့သူ့ကိုအကြံဉာဏ်ပေးနေတယ်ပရောဟိတ်အမတ်တွေကပရောဟိတ်အမတ်ကြီးတယောက်ကစကားလွန်များတယ်။တခုခုစီဝေးမယ်ဆိုရင်သူ့ကိုမပြောရဘူး။အဲ့ဒီပုံပုံသားကြီးကပြောတယ်။အမတ်ကြီးကပြောတယ်။ကျန်တဲ့လူတွေလည်းဘာမှပြောမရဘူး။ဘင်းကြီးလည်းဘာမှပြောမရဘူး။အဲ့ဒီတော့ဟောက်လို့လည်းမရဟိမ့်လို့လည်းမရအဲ့လိုဖြစ်တယ်အဲ့ဒါနဲ့ဒီငဆွန့်ကိုကောင်းကောင်းအသုံးချမယ်ဆိုတော့နန်းတော်ခေါ်သွား အဲ့တော့ခေါ်သွားပြီးတော့အဲ့ဒီပုံနာနဲ့ဆန့်ကျင်ဘက်ရမှာကလကကာထာဘင်းကြီးရဲ့နောက်ကျောလောက်ကပေါ့နော်အဲ့ဒါအပေါက်ကလေးဖောက်ထားတယ်တိတိလေးအဲ့ဒါပုံနာရဲ့မျက်နှာနဲ့တဲ့တဲ့ပေါ့အဲ့ဒါဒီမှာစီဝေးထိုင်ကြပြီ၊ကင်စီဝေးကြပြီစကားပြောပြီးဆိုတော့ तू ထုံးစံနဲ့ तू ကပြောတော့တာပဲအပါစဟပြီဆိုတာနဲ့ဒီကနေပြီးတော့အဲ့ဒါစိတ်ချေးတုံးလေးနဲ့ပြစ်တယ်တဲ့စိတ်ချေးတုံးကသေးသေးလေးပေါ့နော်အဲ့တော့ तू ကလည်းဘယ်လောက်ထိအပြောမဲ့တုံးဆိုတော့အဲ့ဒီစိတ်ချေးတုံးကိုထွေးမပြစ်ဘူးမျိုးချလိုက်တယ်မျိုးပြီးတော့ဟာမပြတ်ဆက်ပြီးတော့ပြောတယ် ပြောရင်နောက်တစ်ခါထပ်ပြက်ထပ်ပြင်းထပ်ပြီးတော့မျိုးချအဲ့တော့ဘာလို့ကုံသွားဆိုစိတ်ချစ်ဒဇလဲကုံသွားတယ်တိလာတော်တော်တော်များတယ်လို့ပြောရမယ်နော်အဲ့ဒါနဲ့ငဆွန်းကစိတ်ချစ်ဒဇလဲကုံမင်းကအမှတ်ပြလိုက်ဆိုသူကကလကာလေးကိုလှုပ်ပြတော့ဘီရင်ကြီးကဟောစိတ်ချစ်တွေကုံသွားပြီးတော့တိအဲ့ဒါနဲ့အမှတ်ကြီးကိုပြောတယ်အမှတ်ကြီးပြောလိုက်ရင်လားပေါ့စိတ်ချစ်တောင်ဒဇလဲကုံသွားပြီအဲ့ဒီမှာသူရှက်သွားတာနော်ရှက်သွားပြီးတော့အဲ့ဒါနောက်ကိုစကားသိပ်ပြောတော့ဟုတ်လား တော့ဘင်းကြီးကအလွန်ဝမ်းသာတယ်။အော်ငါစွန့်မင်းကြောင့်မလို့ငါနားတော်တော်ချမ်းသာတယ်ပေါ့နော်။ကောင်းကောင်းလည်းစီးဝေးလို့ရဆိုတော့ဘာလို့တုံဆိုတော့နော်ရွာလေးရွာအပိုင်စားပြစ်ပြစ်တယ်သူ့ကိုနော်နားချမ်းသာလို့ဆိုပြီးတော့အဲ့ဒါနဲ့နေချင်းညာချင်းအဲ့ဒီလူကရွာစားဖြစ်သွားတယ်ပေါ့နော်။နှုတ်မှုလက်မှုအတက်စုကိုငဲနူသောညမမေ့အားနဲ့ရင်းဖြားကုန်စင်တက်မြော်မြင်ကတက်မွေးဝမ်းကြောင်ဖြစ်တုံရှောင်းဤငငယ်တုံးကကြက်ခဲ့ရတာဟင်ရာသေးလား နှုတ်မှုလက်မှုအတက်စုကိုငယ်နုသောအာမမေ့ညာနဲ့ရင်ဖြားကုံရှင်တက်မြော်မြင်ကတက်မွေးဝမ်းကြောင်ဖြစ်တုံရှောင်း၏ဘလို့အတက်ပညာလေးဖြစ်ဖြစ်အစအဆုံးသာတက်အောင်လုပ်ဖို့နော်အဲ့ဒီအတက်ပညာလေးကကိုယ့်ဘဝမှာအတက်မွေးဝမ်းကြောင်တစ်ခုဖြစ်နိုင်တယ်ပေါ့ဟုတ်လားအခုဘာဖြစ်သွားရွာသားတောင်ဖြစ်သွားတယ်နော်အဲ့ဒီသတင်းကိုကြားလို့ခုနကလူတွေကအားကြပြီးတော့ဟာဒီလူငဆွန့်တယောက်ကတောင်ဒီပညာကိုတက်တာနော်ရွာသားဖြစ်သွားတယ်ဆိုတော့သွားပြီးတော့တင်တယ် စားတော့သင်မပြေဘူးနောက်ကျတော့ခါရနဲ့သူရဲ့ဝကြီးဝင်းငယ်တွေလှုပ်ပြီးတော့အာနာအောင်ပေါ့လေအလုံးလှုပ်တော့နောက်တော့အာနာပေါ့ဂျေဇူးများတယ်ဆိုတော့သူ့ကိုသင်ပြီးတော့တက်သွားရောသူကအဲ့ဒီပညာတက်တဲ့အခါကျတော့ဒီပညာကိုသူစမ်းကျင်တယ်ဘယ်စမ်းမလို့တကယ်ဆိုရင်အဲ့ဒီသစ်ပင်တွေကိုစမ်းစရာကောင်းတယ်ဒါသူကဘာစုကိုစမ်းတော့ဆိုတော့ဆရာလည်းပြောတယ်မင်းလူတွေနွားတွေသွားစမ်းလို့ရတော့အကုန်လုံးမင်းထောင်ကြမယ်အချုပ်ကြမယ်တတ်ခံရမယ်အဲ့တော့မင်းဘာစမ်းမလို့ဆိုတော့ပိုင်ရှင်မရှိတာမျိုးကိုမင်းစမ်းတဲ့နေပေါ့ အဲ့လိုပြောတော့သူကရှောက်ရှာဘဇုဆန်းတော့ဆိုတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်တပါးဆွမ်းခံကြွာလာရွာလေးကိုကြွာနေကြနော်ပြည့်စေကဗုဒ္ဓဆိုတော့သူ့မှာအဖေအမေလည်းမရှိဘူးအဲ့တော့ तू ကဘယ်လောက်ထိညံတုံးတော့ဆိုတော့ तू ကတော့ပိုင်ရှင်မရှိဘူးသူ့ကိုဆန်းလိုက်လို့ကတော့ဘဇုကမှလည်းပဲမကြည်မနဲ့လည်းဖြစ်မှာမဟုတ်ဘူးလို့ तू တွေးတာပေါ့နော်ဒါဟာသူတော်ကောင်းလို့လည်းပဲ तू သိပြီးတော့မသိဘူးပေါ့ဟုတ်လားဘဇုမှသူ့ကိုစောင့်ရှောက်နေတာမရှိဘူးသူ့ကိုလှုပ်လိုက်ရင်တော့နောက်ကျောင်းအေးတယ်ဆိုတဲ့အတွေးမျိုးနဲ့ဘလို့လှုပ်တော့ဆိုတော့ဒီညာဘက်နားကောင်းလေးတဲ့ကို အဲ့ဒီကြောက်စရက်ခဲလှမ်းပစ်တယ်အဘဲဘဲနားနေပြီးတော့ထွက်သွားတယ်အလွန်ပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်လေအရှင်ပြဆွန်းတောင်ဆက်ပြီးတော့ခံမကြွနိုင်တော့အဲ့ဒါကောင်းငင်ကနေတကိုးနဲ့ကြွသွားပြီးတော့အဲ့ဒီသူ့ရဲ့နေရာလေးရောက်တော့တောက်လျှောက်ပြိနေမှန်ဆန်းသွားတယ်ထဲထဲကရုတ်တက်တယ်အကုန်ပျက်စီးသွားတာပါဘောဟုတ်လားအဲ့ဒါနဲ့ဆွန်းကကြီးကြွမလာဘူးကြွမလာဘူးဆိုတော့ရွာသားတွေကလာတော့ဟာနားကလည်းသွေးတွေထွက်ပြီးတော့ပြိနေမှန်ဆန်းနေတာတွေ့တော့ငိုကြယူကြတော့သူကလည်းလိုက်လာတယ်သူ့မြန်ဘာလုပ်မလဲပေါ့ အဲ့ဒါနဲ့နောက်ဆုံးတော့သူ့လက်ချင်မှန်တိတဲ့အခါကျတော့တို့ကိုးကွယ်တဲ့အရှင်ဟိုဒီလိုလောက်ရမလားဆိုတော့ဘယင်းနေပါတွေကိုတိုင်းနေတာတောင်မရှိတော့ပါဘူးတယောက်တည်းလဲဝိုင်းရိုက်ကြနှက်ကြတယ်နဲ့တခါလဲသေဟုတ်လားသေတဲ့အခါကျတော့ဝီစီငယ်ကြီးကိုရောက်အဲ့ဒီငရေကလွတ်လာလို့အခုပြိတ္တာဖြစ်နေတာတဲ့တန်တူတွေနဲ့သူ့ခေါင်းကိုထုနေဟုတ်လားအရှင်မြတ်ရဲ့ခေါင်းကိုအလွန်ပြင်းထန်တဲ့ဝေဒနာဖြစ်အောင်သူလှုပ်တာဟုတ်ဟုတ်လားဘလောက်ခံရခက်မလို့နော်ခေါင်းထဲကနေပေါ့ကြောက်စရစ်ခဲထွက်သွားတာဆိုဟုတ်လား အဲ့ဒီဖြစ်ရက်ကိုအကြောင်းပြုတော့မြတ်စွာဘုရားလူမိုက်တက်ထားတဲ့အတက်လူမိုက်တိထားတဲ့အတိဟာသူ့အတွက်အကျိုးမဲ့ဖို့ပဲသူဘလို့သုံးရမယ်မှမသိတာ哦ဟုတ်လားသူ့ရဲ့ဖြူရှင်မှုတွေကိုဖျက်ဆီးတယ်သူ့ရဲ့အသိဉာဏ်ပညာခေါင်းကိုဖျက်တယ်ဟုတ်လားဒါကြောင့်မို့လို့ပညာတက်ဖို့တဲ့ဒီပညာကိုဘလို့သုံးရမလဲဆိုတာသိဖို့ကပိုးတောင်အရေးကြီးတယ်လို့ဘုမောကထင်တယ်ဒါလောကီပညာတွေကိုရည်ရွယ်ပြောတာပါဟုတ်လားဓမ္မပညာကြတော့သူကအသုံးချနေပါတခါလဲပါပြီးသားပဲလေဟုတ်လား ်မဂ္ဂိအတ္တပညာလေးဆိုတာကြတော့ခုနပုံပုံပြောခဲ့ပြီပဲဓာတ်တစ်ချောင်းလိုပဲဘယ်နေရာသုံးမလဲအခုဆိုကြပါစို့သိပ္ပံပညာရှင်တွေအများကြီးတက်ကြတာသိကြတာအကျိုးရှိတဲ့နေရာသုံးသလားအကျိုးမဲ့မဲ့နေရာသုံးသလားဘာပေါ်မှာမူတည်ပြီးတော့သူတို့သုံးတာပေါ်မှာမူတည်ပြီးတော့သူတို့မှာအကုသိုလ်ကုသိုလ်ဆိုတာဖြစ်လိမ့်မယ်ဟုတ်လား gain လက်နဲ့တည်းမျိုးမျိုးထွင်ကြမယ်လူတွေသေဖို့ဒုက္ခရောက်ဖို့ဟုတ်လားအဲ့ဒါမျိုးတွေလုံမယ်ဆိုရင်အဲ့ဒီအတိအဲ့ဒီပညာကိုသူဘလို့သုံးလိုက်ပြီးတော့သူကိုယ်သူဒုက္ခရောက်အောင်လုပ်ပြီးနော် ဘယ်နည်းနဲ့သူလှုပ်တော့သူများကိုဒုက္ခရအောင်လှုပ်ရင်းနဲ့လှုပ်တာပေါ့စဉ်းစားရမှာမကောင်းဘူးလားဒါကြောင့်မလို့ပညာတက်ဖို့တဲ့ဒါလောကီပညာတွေကိုပြောနေတာနော်အခုဒီဥစ္စာလဲလောကီပညာတွေပါအကျုံးဝင်နေတာဟုတ်ဟုတ်လားပညာတက်ဖို့တဲ့ဒီပညာကိုဘလို့သုံးရမလဲဆိုတာကိုသိဖို့ကအဓိကဟုတ်လားတို့မြတ်စွာဘုရားလက်ထက်က